ဒရာစနစ်ရဲ့ဗဟိုနဲ့ပြည်နယ်ဆက်အစိုးရတွေကြားဆက်ဆံရေးမှာအာဏာခွဲဝေမှုနည်းတူအရေးအကြီးဆုံးကဏ္ဍတစ်ခုကတော့ဗန်နာဝေခွဲဝေမှုပဲဖြစ်ပါတယ်။ဒီလိုဗန်နာရေးဆိုင်ရာခွဲဝေမှုတွေပြုလုပ်ရမှာအခွန်အခခွဲဝေခြင်းဟာအရေးပါတဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်။ Fiscal Federalism ဆိုတာ Federal ပြည်နယ်နဲ့ဒေသဆိုင်ရာအစိုးရအစဉ်တွေကြားအသုံးစရိတ်နဲ့အခွန်ကောက်ခံမှုတာဝန်တွေကိုပိုင်းခြားထားတဲ့စနစ်ဖြစ်ပါတယ်။ Fiscal Federalism ဆိုတဲ့အသုံးအနှုန်းကို ဂျာမန်နယ်ပေါ်အမေရိကန်စီးပွားရေးပညာရှင်ရစ်ချတ်မတ်စ်ဂရိတ်က1959ခုနှစ်မှာစတင်မိတ်ဆက်ခဲ့ပါတယ်။သူ့ရဲ့အဆိုအရကတော့ဗန်နာယီဖက်ဒရယ်စနစ်ဟာအစိုးရရဲ့လုပ်ငန်းဆောင်တာတွေနဲ့ဗန်နာယီဆိုင်ရာဆက်ဆံရေးတွေကိုအစိုးရအဆင့်အလွှာတွေကြားမှာခွဲဝေခြင်းဆိုင်ရာစနစ်ဖြစ်တယ်လို့လေ့လာရပါတယ်။ဒီတော်စုအစိုးရဟာစီးပွားရေးတည်ငြိမ်မှုနဲ့ဝင်ငွေပြန်လည်ခွဲဝေမှုတွေအတွက်တာဝန်ရှိတင်တာဖြစ်ပြီးတော့အရင်းအမြစ်ခွဲဝေမှုမှာတော့ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်နဲ့ဒေသန္တရအစိုးရရဲ့တာဝန်ဖြစ်တယ်လို့ Richard Musgrave ကထောက်ပြခဲ့ပါတယ်။ပြည်နယ်နဲ့ဒေသန္တရနယ်မြေတွေဟာတစ်ခုနဲ့တစ်ခုဝင်ငွေရရှိမှုမညီမျှနိုင်တာကြောင့်ပြည်ထောင်စုအစိုးရကလည်းလိုအပ်သလိုငွေရောက်ဆောင်ရွက်ပေးဖို့လိုအပ်တယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံအတွက်လိုအပ်တဲ့ fiscal federalism ကဘာဖြစ်မလဲဆိုတာနဲ့ပတ်သက်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင် နိုင်ငံရေးလေလာသုံးသက်သူဒေါက်တာဆိုင်းကြည်စင်ဆိုးနဲ့ဖက်ဒရယ်စနစ်နဲ့အခြေခံဥပဒေရေးရာလေလာသူဦးခင်မောင်ဝင်းတို့ကဆွေးနွေးထားပါတယ်။ဒီပြည်နယ်တွေကြားမှာဘန်ဒာရေးရာနော်နော်ဒီအနေအမြင့်တွေကိုထိန်းချုပ်ပေးနိုင်တဲ့ policy ပဲပြီးတော့အဲ့ policy ကဘာကြောင့်ဒီလေရလိုရလဲဆိုတော့တိုင်းပြည်တစ်ခုတည်းမှနေပြီးတော့ပြည်နယ်တစ်ခုတစ်ခုစင်ရချမ်းသာအရန်ကွာနေတော့လကောင်လူနေမှုအစတန်အရန်ကွာနေတော့လကောင်ကျွန်တော်ရဲ့ညီညွတ်မှုကိုထိခိုက်စေတတ်တဲ့အရာတွေရဆိုတော့အဲ့ဒါမျိုးဖြစ်အောင်ထိန်းကြီးပေးဖို့တဲ့ ဘုံအစိုးရမှာတစုံတရာလုပ်ပိုင်ခွင့်ရှိတယ်။ဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာနော်အတိတ်ကခံရတဲ့သင်ခန်းစာရင်းတွေပဲပေါ့နော်။ဟိုဥပမာပြောညွှန်ကြရအောင်ဟိုဟိုရေကစမ်းစမ်းကြောင်းတွေအဆင်ပြေလာတယ်။နော်လော်ပီတာကရားပြည်နယ်မှာတက်ဆစ်ဖြစ်လာတယ်။နော်လော်ပီတာရဲလဲဆက်ပြီးတော့ရန်ကုန်မှာမိသွားလင်းနေဆိုတာမျိုးပေါ့မြန်မာနိုင်ငံမှာကဒီရှိခဲ့တဲ့သင်္ကန်းစာတအရင်းမြစ်တွေတိုင်းသားပြည်နယ်တွေမခံစားရဘဲနဲ့တလွဲစီမံခန့်ခွဲခံနေကြတာပေါ့မှာအဲ့ဒါတော့တုံ့ပြန်ဖို့အတွက်ပြောရင်းနဲ့ငါတို့ နောက်အနာဂတ်မှာတော့ပြတိုင်းသားပြည်နယ်တည်တည်ဟာတယံဇာတအရင်မင်းနဲ့ပတ်သက်လာရင်လုံးဆုံးလောလခွင့်ရှိတဲ့ပုံစံမျိုးနဲ့ပြောလာကြတယ်အဲ့ဒါလည်းအစွန်တစ်ဖက်ရောက်တယ်လို့ကျွန်တော်ထင်တယ်အဲ့ဒါမှဖြစ်ရင်တော့ချမ်းသာတဲ့တယံဇာတပေါ်များတဲ့ပြည်နယ်တွေချမ်းသာပြီးတော့မှဘာမှမရှိတဲ့ပြည်နယ်တွေဆင်းရဲတာမျိုးဖြစ်နေနိုင်တယ်ဆိုတော့ဒါဥပမာတစ်ခုကျွန်တော်ပြောပြတာပါအဲ့တော့ fiscal federalism ဆိုတဲ့ဟာကပြည်နယ်တွေကမှဆင်းရဲချမ်းသာကွာဟမှုဝင်ထိန်းနှိမ့်နိုင်ပေးဖို့အတွက်ကိုလုပ်ပေးနိုင်တဲ့ policy အဲ့ဒါမျိုးလုပ်ပေးဖို့ဆိုလို့ရှိရင်ဒီငွေဝင်နိုင်တဲ့အရင်အမြင့်တွေကို ဖယ်ရယ်ဆိုရကလည်းပဲပါဝင်ခွင့်ပြီးတော့ policy ချမှတ်ခွင့်ဒါမျိုးတွေရှိဖို့လိုပါတယ်လို့ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာအခွန်ခွဲဝင်မှုလုပ်တဲ့အခါပြည်နယ်တွေဟာဘေကန်နာတွေအတွက်ငွေကြေးသုံးဆွဲတာဝန်ယူအကောင့်ထဲပေါ်ပေးရဖို့တာဝန်ရှိလဲဆိုတဲ့အချက်ပေါ်အခြေခံပြီးခွဲဝေလေးရှိကြပါတယ်။အချို့နိုင်ငံတွေမှာအခွန်တွေကိုအစိုးရအဆင့်နှစ်ရက်လုံးကကောက်ခံလေးရှိသလိုတချို့နိုင်ငံတွေမှာတော့ဘဟုအစိုးရကိုစား ပြည်내အစိုးရတွေကတာဝန်ယူကောက်ခံပေးလိရှိပါတယ်။အခွန်ကောက်ခံတဲ့လုပ်ပိုင်ခွင့်အာဏာတွေခွဲဝေထားခြင်းကိုလည်းဖွဲ့စည်းပုံအခြေခံဥပဒေမှာထည့်သွင်းပြဋ္ဌာန်းထားလိရှိပါတယ်။ဒါကြောင့် Fiscal Federalism နဲ့ပတ်သက်လို့နိုင်ငံရေးအရာပြည်내တွေကြားမှာဆွေးနွေးညှိနှိုင်းယူရမယ့်ကိစ္စတွေဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့နိုင်ငံသားရေးဝန်ကြီးဒေါ်စမအောင်ကအခုလိုပြောကြားထားပါတယ်။ ခုချိန်မှာတော့လေအကြမ်းမကြံပြောဖို့လို့ခက်တယ်ဥမာအခွန်ဘန်နာခွဲဝေမှုတွေပေါ့နော်ဘာဖြစ်မလဲလို့ပြောရင်ပြောဖို့ခက်တယ်ဘာလို့လဲဆိုတော့ဥမာဒေတာအခွန်အခတွေနဲ့ပတ်သက်လို့ရှိရင်တော့နောက်ပြည့်တဲ့အခါကျတော့အဲကျမတို့တွေဥမာထားပါတော့လေနောက် equalization ဆိုတာရှိတယ်ဒီ federal မှာလေဒီဖွံ့ဖြိုးမှုနောက်ကျနေတဲ့နောက်ကျတဲ့နိုင်ငံတွေတယံဇာတတွေအရင်အမြင့်တွေနည်းတဲ့ပြည်နယ်တွေရှိသလိုတယံဇာတတွေအရင်အမြင့်တွေ အေးကြွယ်ဝတဲ့ပြည်နယ်တွေလည်းရှိကြတာဟုတ်เนาะနောက်ပြီးတော့အခွန်အခလူဦးရေ density ပေါ့နော်လူဦးရေနေထိုင်တဲ့တိတ်သဲစာပေါ်မှာလိုက်ပြီးတော့အခွန်အခကောက်ခံရယူမှုတွေကလည်းကွာခြားနိုင်တာတွေရှိတယ်ဆိုတော့အဲပြောရမယ်ဆိုလို့ရှိရင်ဒီ federal စနစ်မှာတော့တချို့ဆိုလို့ရှိရင်ဗာသုံးကြလဲဆိုရင်ဒီအမ်ပြောရရင်တော့ဒီတယန်စာတတွေဘာတွေကိုဟိုဘယ်လိုပြောမလဲဖွင့်ဟိုပြည်တော်စုအစိုးရနေပြီးတော့ equalization လုပ်တဲ့အဲပုံစံပေါ့နော်အာတိတ်ပြီးတော့ဖွံ့ဖြိုးမှု ဟိုဟိုများတဲ့အဲဝင်ငွေတယံဇာတများတဲ့ပြည်နယ်ကနေပြီးတော့ဖွံ့ဖြိုးမှုနောက်ကျတဲ့အဲပြည်နယ်ကို အလုတ်ကိတ်လုပ်ပေးတာမျိုးပေါ့နော်အဲဆိုတဲ့ဟာမျိုးတွေပေါ့ဒီလိုမျိုးတွေခုနဒီဒီ federalism အရ physical federalism ရဆိုလို့ရှိရင်လည်းပဲခုနပြောသလိုပေါ့နော်ဒီဘန်ဒီဒီအဲဒီဘန်နာရေးဘန်နာငွေဘန်နာရံမုံငွေခွဲဝေသုံးဆွဲမှုကိုဒီလိုပုံစံမျိုးနဲ့အဲတွားလို့လည်းရပါတယ်ဆိုတော့ဘလောက်အချိုးအစားနဲ့ ဘယ်လိုသွားမလဲဆိုတာကတော့အဲ့ဒီပြည်နယ်ကြီးဈာကပြည်နယ်ကြီးဈာကအဲဘယ်လိုပြောမလဲနော်အာဟိုဘယ်လိုပြောမလဲနိုင်ငံရေးရဆွေးနွေးညှိနှိုင်းယူရမယ့်ကိစ္စတွေဖြစ်လို့ပြည်တော်စုနဲ့ခုနပြောတဲ့ဒီဒီပြည်နယ်ကြီးဈာကမှာရှိနေတဲ့ဆက်ဆံရေးပေါ့နော်အဲအဲ့ဒီအပေါ်မှာအခြေခံပြီးတော့ကျမတို့ကခွဲဝေသုံးဆွဲရမယ်အနေထားလို့တော့ကျမမြင်တယ်ဆိုတော့ ratio တွေမတူကြရတယ်ရှိပါလိမ့်မယ်တချို့ကြတော့လဲပြည်နယ်ကဥပမာထားပါတော့တချို့ပြည်နယ်တွေမှာဆိုလို့ရှိရင်အဲ မအမေရိကန်ပြည်တော်စုဆိုလို့ရှိရင်တချို့ပြည်နယ်တွေကအခွန်အခကိုပြည်နယ်မှာပဲအခွန်ဆောင်မှာပြည်နယ်က zero tax taxation ဆိုရဲပြည်နယ်တွေလည်းရှိကြတယ်လေဥပမာဆိုလို့ရှိရင် tax ဝင်ငွေခွန်ကိုပြောတာနော်ဝင်ငွေခွန်တို့နောက်ပြီးတော့ခါကြတော့ property tax တို့ဟိုအစားရှိသဖြင့်ပေါ့နော်ဒီလိုအခွန်ပန်းတာကိုပြည်နယ်တစ်ခုနဲ့တစ်ခုတောင်မှအောက်တာမတူဘူးအထို့အတူပဲအဲ့ဒီဟာကိုပြည်တော်စုကိုပေးမယ်ဆိုတဲ့ပြည်တော်စုကနေပြီးတော့ဒီအခွန်ပန်းတာတွေကိုကောက်ယူတဲ့ခါမှာလည်းဘယ်လိုကိစ္စတွေကိုတော့ပြည်တော်စုကနေပြီးတော့ အခွန်ဖန်တာကောက်ယူမှာလဲဥမာ highway land တွေကိုဘယ်လိုမျိုးဟဲ့လားပြည်တော်စုကအခွန်ကောက်မှာလားပြည်နယ်ကအခွန်ကောက်မှာလား for example ဥပမာပေါ့နော်ဆိုတော့ပြောရရင်အရန်ကျပြက်နေအရန်ကျပြက်နေเนาะဒီဒီဒီ physical federalism ဆိုတော့ကိစ္စကဆိုတော့ဒါကြောင့်အဲ့တော့ physical federal လို့ဟို ပြောမယ်ဆိုလို့ရှိရင်ဘန်နာရမုံငွေကိုဘယ်လိုသုံးဖွံ့ဖြိုးမှုနောက်ကျတဲ့အဲအပြည်နယ်တွေဒါမှမဟုတ်လဲ twin threat သဘာဝတယံစာတာအာမရှိတဲ့ပေါ့နော် resource နဲတဲ့ပြည်နယ်တွေနဲ့ resourceful ဖြစ်တဲ့ပြည်နယ်တွေချားမှာ equalization လုပ်ပြီးတော့သွားကြတဲ့ model တွေတော့ရှိကြပါတယ်ဒါပေမဲ့အဲ့ဒီလိုလုပ်တဲ့အခါအောင်လဲခုနပြောသလိုပေါ့နော်အဲ proportionality လို့သုံးတယ်ပေါ့နော်အချိုးကျဖြစ်ဖို့လိုတယ်ဥပမာအဲဒါကတော့ပြည်တော်စုကငါတို့ကကောင်းတယ်ထင်လို့ဒီဟာကိုဟိုပြည်နယ်ကိုပေးလိုက်ဆိုပြီးပြည်တော်စုကအထက်စီးကနေပြီးတော့လောက်တာမျိုးမဟုတ်ဘဲနဲ့တကယ်ကိုပေါ့နော်တန်းတူကြီးတူညှိနှိုင်းဆွေးနွေးပြီးတော့ဒီအကျိုးစီးပွားတွေချားမှာပေါ့နော်ဆွေးနွေးညှိနှိုင်းပြီးတော့မှာ အဲဒီ equalization ကိုလုပ်ရတဲ့သဘောတဘာဝတွေတော့ federal စနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာကျွန်တော်တို့တွေ့ရတာရှိပါတယ်အေးမြင့်ခွဲဝေမှုနဲ့ပတ်သက်လို့စဉ်းစားကြရမှာအကျိုးစီးပွားဝင်ဝင်ရဖို့အတွက်သာစဉ်းစားတာမဟုတ်ပဲဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက်စနစ်တကျနဲ့တာဝန်ယူထိန်းချုပ်ကန့်သက်တာမျိုးတွေကိုလည်းထည့်သွင်းလှုံ့ဆော်ရမှာဖြစ်တယ်လို့ဒေါက်တာဆိုင်းချီစင်ဆိုကထောက်ပြထားပါတယ်။ဒီအားလည်းကျွန်တော်တို့ကဘလို့ဖြစ်တည်နေဆိုတဲ့ဟာကအခုချိန်မှာ ဘယ်သူမှပြဋ္ဌာန်းသတ်မှတ်လို့ရမှာမဟုတ်ဘူး။ဘာဖြစ်လို့ဆိုကျွန်တော်ပြောတယ်လို့ပဲ။တမိုင်းအစင်လာကျွန်တော်မတူကြဘူး။ဖြတ်တန်းဖြတ်တန်းလာတဲ့ဟာတွေမတူကြဘူး။မတူမတူတဲ့ဟာမှာမပို့ပြီးတော့တိတာတာဟိုပါပေါ့နော်။ပုံကရင်တစ်ချက်ပမာတစ်ချက်ဆိုရဲပုံစံမျိုးချင်းကပ်မှုပုံစံမျိုးရတယ်။အန်ဒီရှိတယ်ဆိုရဲဟာမျိုးကျွန်တော်တို့တိလာတယ်။တိလာတဲ့အတွက်ကြောင့်မလို့အဲ fiscal federalism ကိုချင်းကပ်မယ်ဆိုရင်သူ့ရဲ့ဒေတာတွေဒေတာအလိုက်ရှိနေတဲ့ဟာမှာကျွန်တော်တို့အာရှိလာနိုင်တဲ့အာငွေကြေးပိုင်းဆိုင်ရာအရေးမြတ် ပိုင်းဆိုင်ရာပေါ့အစားရဟာတွေကိုကျွန်တော်တို့ကစဉ်းစားချင်းကပ်ဖို့လိုတယ်။အဲ့ဟာတွေမှာကျွန်တော်တို့တချို့ဒေတာတွေမှာဥပမာ50 50ဆိုတော့ကျွန်တော်ကြားချတဲ့ဥစ္စာကကျွန်တော်တို့လွဲ့ရယ်ပေါ့နော်ကျွန်တော်ငယ်ငယ်တော့ငါးကြော်ဘယ်လိုခွဲစားမလဲဆိုပြီးစဉ်းစားရစဉ်းစားမှုပုံစံမျိုးပေါ့အလေချလိုက်ရင်ကျွန်တော်တို့လွဲ့ရယ်ဆိုရစဉ်းစားမှုမျိုးဒါပေမဲ့တကယ်တမ်းကျွန်တော်လက်တွေ့ဘဝမှာအကုန်လုံးအလေချပြီးတော့ညီတူညီမျှဆိုတဲ့ဟာအမှန်နေတဲ့ကိစ္စအများရမှန်တဲ့ကိစ္စတော့မဟုတ်ဘူး။ဒါအဲ့အတွက်ကြောင့်ကျွန်တော်တို့အဲ့လိုမျိုးဟာမျိုးချလို့မရဘူး။အဲ့ခါကျရင်ကျွန်တော်တို့တချို့ဒေတာတွေကအရင်မ ြင့်အများကြီးရှိတဲ့ဒေတာတွေရှိတယ်။ဥပမာကျွန်တော်တို့ပင်လယ်ဒေတာနဲ့ဆက်ဆက်တဲ့နေရာတွေမှာဆိုတာငွေကြေးအရေးမြင့်ကျွန်တော်တို့အများကြီး generate လုပ်လို့ရတယ်တချို့တွေက land lock ဖြစ်နေရဥပမာချင်းတို့မျိုးနေရာမှာဆိုရင်ကျွန်တော် site view ရရလဲခက်တယ်တခြားကုန်သွယ်မှုအရာလဲလက်ရှိအနေထားမှာကျွန်တော်တို့ခက်နေသေးတယ်အဲ့လိုမျိုးအနေထားမှာဆိုသူတို့ရဲ့ data တွေမှာကျွန်တော်တို့ထုတ်ကုန်ထုတ်လုပ်မှုဆိုတာကျွန်တော်တို့အများကြီးမရှိနိုင် အဲ့တော့အဲ့လိုမျိုးဟာတွေဆိုတော့ကျွန်တော်တို့ကဒီ federal ကရလာတဲ့ဥစ္စာတွေဘယ်လိုပြန်ဖွဲ့ဝင်မလဲဒီ data အတွက်เนาะကျွန်တော်တို့တခြား data တွေတိုက်ရိုက်ပေးတဲ့ဟာမျိုးလဲ arrangement နဲ့ရှိနိုင်တယ်လို့ကျွန်တော်တို့ဒီ channel data တွေနေရစုထားပြီးတော့ဘဟုစုစည်းထားတဲ့ဟာနေဘဟု budget ကနေဒီလိုအပ်နေတဲ့ data တွေကိုဘယ်လိုပြန်ခွဲမလဲဆိုတဲ့ဟာမျိုးစဉ်းစားမှုလဲကျွန်တော်တို့ရှိနိုင်တယ်အဲ့တော့အဲ့လိုမျိုးဟာမျိုးတွေရှိတဲ့အတွက်ကြောင့်မို့ဒါကကျွန်တော်တို့ debate လုပ်ရမယ့်ဟာဖြစ်တယ် process တခုဖြစ်တယ်ဒီနေ့ဒီအချိန်မှာကျွန်တော်တို့ achelong ဆိုပြီးတော့ဘယ်လိုခွဲမလဲကျွန်တော်2008ခြေဦးပြီးမှာပြထားတယ်လို့ဇယားဆွဲပြီးတော့ကျွန်တော်ပြီးသွားမှာကိစ္စတော့မဟုတ်ဘူးအဲ့ဟာတွေကကျွန်တော်တို့အချိန်နေအချိန်ခါအလိုက်ကျွန်တော်တို့ကပြင်ဆင်ပိုင်ခွင့်လည်းရှိရမယ် process တခုအနေနဲ့ တောက်လျှောက်တုတ်သွားမှာဟာနောက်ကျွန်တော်တို့အများသောအပြည့်မြန်မာနိုင်ငံမှာစဉ်းစားကြတဲ့စဉ်းစဉ်းစားမှုကလေကျွန်တော်တို့ natural resource exploit ပေါ့နော် extraction extractive industry လို့ခေါ်တာပေါ့ကျွန်တော်တို့တဘာဝအအရေးမြစ်တွေကိုကျွန်တော်ထုတ်လုပ်သုံးဆွဲပြီးတော့ငွေကြေးဗန္နာရှာရှာအကျိုးစီးပွားရှာရှာပွေတဲ့အဝေးငွေကိုကျွန်တော်တို့အများသောအပြည့်မြှင့်ကိုကြတယ်အဲ့ခါတွေကကျွန်တော်တို့က limitation ရှိတယ်တစ်ချိန်ချိန်မှာကုန်တာပဲကျွန်တော်တို့အခုမဟုတ်ကြီးပြည့်စည်သွားတာလို့မျိုးပေါ့အဲ့တော့တခြား responsibility လည်းရှိလာတယ်အချို့ ထုတ်ချာနာရှိရနိုင်ငံတကူ UN statement မှာတကူဖြစ်တဲ့အတွက်ကြောင့်မို့ကိုယ့်ရဲ့အိမ်ကြီးနားချင်းတွေပေါ်မှာကိုတာဝန်ရှိတယ်လို့ကျွန်တော်တို့ကဘာကြီးပေါ်မှာလည်းတာဝန်ရှိရတာဝန်ယူလာဖို့လိုတယ်အဲ့ဟာတွေမှာကျွန်တော်တို့ဒီ climate change နဲ့ဒီ environmental preservation ဆိုတဲ့ဟာတွေနဲ့ပါလာတယ်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မို့တချို့ဟာတွေကကိုယ့် data မှာရှိနေပေမဲ့ကျွန်တော်တို့အကျိုးစီးပွားရဒါမှမဟုတ်လူတို့ရဲ့နေနာမှုဒါမှမဟုတ်သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်မှုအပေါ်မှာမျိုးတည်ပြီးတော့ကျွန်တော်တို့အာရှာလို့မကောင်းတဲ့ကိစ္စတွေရှိတယ်အထူးသဖြင့်မြေဆ ုံစီမံကိန်းလိုမျိုးဟာမျိုးတွေเนาะကျွန်တော်တို့မေခမေလီခတွေမှာရွှေတူးနေတဲ့ဟာတွေတန်လွင်မြစ်ထဲမှာရွှေတူးနေတဲ့ဟာတွေအဲ့ဒါတွေကကျွန်တော်တို့အင်မတန်ပေါ့ပျက်တနာရှိတဲ့ဟာတွေဆိုတော့အဲ့လိုမျိုးအရင်မြစ်မျိုးတွေဟိုရှား ကိုရှာရှာပြီးတော့မှကျွန်တော်တို့အဲ့ဟာကို data အတွက်ဖွင့်ပြတိုးတက်အောင်လုပ်မှာလာဒါပေမဲ့အဲ့ဓာတွေကိုလည်းကျွန်တော်တို့ထိန်းချုပ်ပြီးတော့ regulate လုပ်ပြီးတော့ကျွန်တော်တို့စနစ်တကျနဲ့လူတွေအကျိုးစီးပွားတဘာဝအကျိုးစီးပွားမပြည့်စုံအောင်ဘယ်လိုကန့်သတ်လဲအဲ့လိုကန့်သတ်လိုက်တယ်ဆိုတော့အဲ့နေမီအဲ့ data မှာကျွန်တော်တို့ဝင်ငွေရငွေနှဲသွားတဲ့အတွက်ကြောင့်အဲ့ဓာတွေကိုဘယ်လို subsidy ပြန်ပေးမလဲဆိုတဲ့ဟာတွေလည်းကျွန်တော်တို့စဉ်းစားရတယ်ဆိုတော့အဲ့လိုချင်းကပ်မှုမျိုးကျွန်တော်တို့ fiscal federalism လို့ခေါ်လို့ရတယ်အရေးမြစ်ခွဲဝေမှုအခွန်စည်းကြမ်းမှုတွေအပြင် ဗန္နာယင်းမူဝါဒစာမေးရမှာ အခွန်ဗန္နာတွေကိုဘယ်လိုတတ်မှန်မလဲဖက်ဒရယ်အစိုးရကဘယ်လိုတာဝန်တွေကိုဘယ်ကရရှိလာတဲ့ဘတ်ဂျက်တွေနဲ့ရေးဆွဲစီမံမလဲကုန်ကျစရိတ်ခွဲဝေမှုပြည်သူဝန်ဆောင်မှုပေးဖို့ကိစ္စတွေမှာငွေကြေးပိုင်းအရာဘယ်လိုစီမံခန့်ခွဲတာဝန်ယူမလဲဆိုတာတွေကိုပါထည့်သွင်းစဉ်းစားဖို့လိုအပ်တယ်လို့ဒေါက်တာဆိုင်းကြည်စင်ဆိုကပြောပါတယ်အဲ့တော့ကျွန်တော်တို့ကစဉ်းစားမယ်ဆိုရင်ကျွန်တော်တို့ဖက်ဒရယ်ကရပိုင်ခွင့်ဘာဘာတွေရှိမလဲ သူ့ရဲ့ဒေတာမှာရပိုင်ခွင့်ပါတယ်ရှိမှာအဲ့တော့ Federal မှာပြောရင်ခုနကအချုပ်ချအာဏာပေါ့เนาะကျွန်တော်တို့အုပ်ချုပ်မှုနဲ့ကျွန်တော်တို့ဒီလုတ်လုတ်ပိုင်ခွင့်အခွင့်အာဏာတွေကိုလည်းဒီ Federal အစိုးရဒီ Central အစိုးရကိုကျွန်တော်တို့က ဒီဒေတန္တရအစိုးရတွေကဘလောက်ထိအုပ်ချုပ်ခွင့်အာဏာအန့်နှင်းပါလဲဆိုတော့မတူဘူးเนาะကျွန်တော်တို့အပေါ်ကနေစဉ်းစားရတဲ့ဟာနဲ့အောက်ကနေပြီးတဲ့ဟာနဲ့အောက်ကနေပြီးတော့ဖက်ဒရယ်အစိုးရဆိုတဲ့ဟာကိုကျွန်တော်တို့ကခန့်အပ်ပြီးတော့အာဏာအန့်နှင်းတဲ့သဘောဖြစ်တယ်။အဲ့ဒီသဘောအတိုင်းပဲကျွန်တော်တို့ကဒီဖက်ဒရယ်အစိုးရဒီကျွန်တော်တို့အန့်နှင်းလိုက်တဲ့ဖက်ဒရယ်အစိုးရဆိုတဲ့ဟာကြီးဟာရန်ဒီယာကြီးလေပတ်နေဖို့ လို့ရအဲ့ဒီအစိုးရပေါ့ဖက်ဒရယ်အစိုးရရဲ့အထူးသဖြင့်ကျွန်တော်တို့ရုံးလုပ်ငန်းတွေဘာတွေညာတွေတို့ရဲ့တက်ဆိုင်ရာလုပ်ဖို့အတွက်လိုအပ်တဲ့ငွေကြေးဘဏ္ဍာငွေကြေးလိုအပ်ချက်ရှိမယ်အဲ့ဒီအတိုင်းပဲခုနကတော့ကျွန်တော်တို့စဉ်းစားတဲ့ law enforcement law enforcement မှာလည်းကျွန်တော်တို့ဖက်ဒရယ်အစိုးရအနေမှာ ဖြန့်ချက်ပြီးတော့အုပ်ဆုံးအုပ်ချုပ်လို့အာ enforce လုပ်လို့ရတဲ့ကိစ္စတွေရှိမယ်အထူးသဖြင့်တော့ကျွန်တော်တို့ရွေးပြောင်းနေရတာတွေကိုကနရောလို့ cyber crime လိုမျိုးဟာတွေအဲ့လိုမျိုးဟိုပါပေါ့ပြီးနေ data အဖြတ်ကျော်ပြီးတော့ဟိုရောက်ဒီရောက်နေကျွန်တော်တို့အကုန်လုံးရှုပ်ရှက်ခံနေရတဲ့ဟာတွေအဲ့ဒါဆိုရင်ကျွန်တော်တို့ကသူရဲ့သက်ဆိုင်ရာပြီးပြီးနေတခုတည်းမှာပဲအုပ်ချုပ်မှုအာဏာနဲ့ဒီတရားဥပဒေစိုးမိုးရေးလုတ်ပိုင်ခွင့်အာဏာပေးထားမယ်ဆိုရင်အဲ့ဒီ data ကျော်သွားပြီဆိုရင်ဒီပြီးနေအစိုးရလိုက်ဖမ်းလို့မရတာလို့ဒါမှမဟုတ်သူတို့ဒီဟိုသက်သက်ဆိုင်ရာကိစ္စတွေ gain တွက်ဖြည့်ရှင်းလို့မရတဲ့ဟာမျိုးတွေကျွန်တော်တို့ဖြစ်လေဖြစ်တာရှိတယ်။အဲ့အတွက်ကြောင့်မို့အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ Federal ရဲ့လက်လက်မီရဲ့ဟာတနိုင်ငံလုံးဖြန့်ကျင်နိုင်တဲ့ရန်ဒီယာနဲ့ကျွန်တော်တို့ဘယ်လိုမျိုးခိုင်တွယ်ဖြည့်ရှင်းမလဲဆိုရဲချင်းကပ်မှုရှိတယ်။အဲ့လိုရန်ဒီယာတွေကိုကျွန်တော်တို့ဘယ်လိုမျိုးမဖန်နေပေးမလဲဘတ်ဂျက်ဘလို့ယာထားမလဲဆိုရတာရှိတယ်။ဆိုတော့အဲ့လိုမျိုးယာထားမှုပုံစံအနေချင်းကပ်မယ်ဆိုရင်ကျွန်တော်ရှင်းသွားလိမ့်မယ်။ Federal စနစ်ဆိုတာအာဏာခွဲဝေခြင်းသုံးတဲ့စနစ်ဖြစ်တာကြောင့် Fiscal Federalism ဆိုတာဟာလည်း ကီနေရီကရရှိလာတဲ့အကျိုးအမြတ်တွေအခွန်အခါတွေကိုပြန်လည်ခွဲဝေကျင့်သုံးပြီးတော့ပြည်တော်စုအတွင်းမှာရှိတဲ့ကီနေရီကိုဒန်းတူညီများရှိအောင်လှုပ်ဆောင်ပေးတဲ့ယန္တရားလို့ဆိုရမှာပါ။ဒါကြောင့် Federal Democracy နိုင်ငံကိုရှောက်လန်းဖို့စူးစမ်းနေတဲ့တစ်ချိန်တည်းမှာပဲမန္တန်ွေခွဲဝေမှုနဲ့ပတ်သက်တဲ့စဉ်းစားထားချက်တွေကိုလည်းကီနေရီအကြအပြန်အလှန်ဆွေးနွေးပြီးဘူဟာနာပိုင်းဆိုင်ရာတွေကို ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။